နိုင်ငံတန်တမာရေးတင်းမာမှုများကြောင့်တရုတ်မှဂျပန်တို့ခရီးသွားလေပတ်နှုန်းအလွန်ကျဆင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လက်သလုံးတန်တမန်ရေးတင်းမောင်မှုထွေးချောင်းတယုံမှဂျပန်တို့အခဲကြီးသွားခြင်းအတော်လေးချာစင်လာကပြီးခဲ့တဲ့ရတရပါကထက်လင်းရင်လက်မှတ်ပဲဖြတ်သားတွေအလွန်များပြားခဲ့တယ်လို့ခဲကြီးသွားပလက်ဖောင်းယူမီထွက်ကတနင်္လာနေ့ကပြောပါထိအချက်လက်တွေအရနိုဝင်ဘာလ15ရက်နေ့မှ23ရက်နေ့အထိတရုတ်မှဂျပန်တို့သွားထိပ်လေချောင်းခရီးစဉ်တွေအတွက်လက်မှတ်ပဲဖြတ်ခြင်းတွေကပြီးခဲ့တဲ့ရက်တဘာကထက်12ဆပိုများခဲ့ ဲ့ပါသည်။ Flight Master ရဲ့အချက်လက်အရာဆိုရင်တနင်္လာနေ့နနက်မှာတရုတ်ဂျပန်လမ်းချောင်းခရီးစဉ်ဆနှစ်ခုဖြတ်သိမ်းခဲ့ရပြီးတည်ရန်ချင်းနန်ချင်းမှအိုဆာကာသို့သွားတဲ့ခရီးစဉ်တွေကအများဆုံးဖြစ်နေပါသေး။ Air China, China Eastern Airlines, China Southern Airlines တို့ကနိုဝင်ဘာလ15ရက်နေ့မှာဂျပန်ခရီးစဉ်ရသူအငွေပြန်အန်တာတွေဘူကင်ပြန်လုပ်ပေးတာတွေကြေညာခဲ့ပြီးနောက်ဂျပန်တို့သွားထိပ်ပြည်တွင်းနေချောင်းလိုင်းတွေမှာဘူကင်အသင့်မှုနှုန်းကျဆင်းခဲ့ပါထိပ်ဂျပန်မှာပြည်တွင်းစီးပွားရေးလုပ်ငန်းတွေက လာမယ့်လထွေမှာ စီးပွားရေးစိုးရိမ်နေကြရလို့ဂျပန် NHK ရုပ်သံကဖော်ပြထားပါတယ်။ တရုတ်ထိုင်ဝမ်ကိစ္စအပေါ်ဂျပန်ဝန်ကြီးချုပ်စာနယ်ထားခိုင်းချီမှတ်ချက်ပြောထားတာနဲ့ပတ်သက်ပြီးဂျပန်အစိုးရအနေနဲ့အပြန်လဲယုံကြည်မှုပြန်လဲမရယူနိုင်မှာကဂျပန်အနေနဲ့တရုတ်မှအဲခီးသွားနှုံ90ရာခိုင်နှုံးခန့်ကြာစင်းလာလိမ့်မယ်လို့ပညာရှင်များသတိပေးထားပါတယ်လို့သိရပါတယ်ရှင်။